င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းကအကြက်ဖက်စစ်ကောင်စီရဲ့လောက်ကိုင်းဒေတာကုကေရီမူဟာဘိုးချုပ်ဇော်မင်းဆိုတဲ့သူကိုစစ်ကောင်စီကသေတံချမှတ်လိုက်ပြီးအလဲပိုင်းတိုင်းတိုင်းမူဟောင်းဘိုးချုပ်ကြည်ခိုင်ဆိုတဲ့သူကိုလည်းစစ်တပ်ကနေအပီးအပိုင်ထုတ်ပယ်လိုက်ပြန်ပြီးဆိုပါတယ်မြန်မာနိုင်ငံတော်မှာ KPA ပေးနဲ့ Wave Money အပါအဝင် online payment တွေမှာပါငွေသားထုတ်ယူမှုတွေအတွက်ရခိုင်နှုန်းနဲ့ပေးနေရပြီး ဈေးဆိုင်တွေနဲ့ဝန်ဆောင်မှုကုမ္ပဏီတွေကလည်းငွေသားပဲလက်ခံတော့တဲ့အပြင် digital ပေးချေမှုတွေကိုလက်မခံတဲ့အခြေအနေတွေဖြစ်နေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကအကြံဖတ်စစ်ကောင်စီရဲ့လောက်ကိုင်းဒေတာကိုကဲရင်မှုဟာဘိုလ်ချုပ်ဇော်မင်းဆိုတဲ့သူကိုစစ်ကောင်စီကသေတံချမှတ်လိုက်ပြီး အလဲပိုင်းတိုင်းတိုင်းမှုဟောင်းဗိုလ်ချုပ်ကြည်ခိုင်ဆိုတဲ့သူကိုလည်းစစ်တပ်ကနေအပိအပိုင်ထုတ်ပယ်လိုက်ပြီလို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တိုက်ကိုပြောပါတယ်ချန်ပီယံအွန်လိုင်းငွေလိမ်ဂိုင်းတွေနဲ့ပတ်သက်ပြီးအကျန်းဖက်စစ်ကောင်စီကသူ့လက်အောက်ခံဗိုလ်ချုပ်ဇော်မင်းဆိုတဲ့သူကိုကာကွယ်ရေးဒုဝန်ကြီးဗိုလ်ချုပ်အောင်လင်းထွန်းအပါဝင်အရှေ့ပိုင်းတိုင်းတိုင်းမှုဗိုလ်ချုပ်လာမိုးမြောက်ပိုင်းတိုင်းတိုင်းမှုဗိုလ်ချုပ်ဇိုးလိုင်တို့နဲ့အတူစစ်ကောင်စီကမက်လကပဲဖမ်းဆီးလိုက်တာဖြစ်ပြီးထောင်ဒဏ်အသီးသီးချမှတ်ထားရုံတင်မကပိုင်ဆိုင်မှုတွေပါချိတ်ပိတ်လိုက်တယ်လို့ဆိုပါတယ် ဒါပေမဲ့တရုတ်ဘက်ကတောင်းဆိုလာမှုတွေအရာအခုဇူလိုင်လလာဇန်ပိုင်းမှာတော့အဲ့ဒီအဖမ်းခံထားရတဲ့လောက်ကိုင်းဒေတာကုတ်ကဲမှုစစ်ဌာနချုပ်ရဲ့ဒေတာကုတ်ကဲရေးမှုဟောင်းဗိုလ်ချုပ်ဇော်မင်းဆိုတဲ့သူကိုစေကောင်စီကသူ့လူအချင်းချင်းသေတန်းကျိုးမိန်ချမှတ်လိုက်တာဖြစ်တယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောထားပါတယ်။ဒါအပြင်နောက်ထပ်အဖမ်းခံထားရတဲ့ဗိုလ်ချုပ်ဝင်းလွင်ဗိုလ်ချုပ်ဇော်လွင်ဦးဗိုလ်ချုပ်မင်းကိုကိုဗိုလ်မှူးချုပ်စိုးမင်းထက်ဗိုလ်မှူးကြီးဇော်ထွတ်အန်ဆိုသူတို့ကိုလည်း ပြစ်မှုတွေအလိုက်ထောင်နှံတစ်နှစ်ကနေ15နှစ်အထိအသီးသီးချမှတ်လိုက်ပြန်တဲ့အပြင်လက်ရှိစစ်ကောင်စီကဖမ်းဆီးစစ်ဆေးနေတဲ့သူ့လက်အောက်ခံအလဲပိုင်းတိုင်းတိုင်းမှုဟောင်းဗိုလ်ချုပ်ကြည်ခိုင်ဆိုတဲ့သူကိုလည်းမြည်သည့်ခံစားခွင့်မှမပေးဘဲစစ်တပ်ကနေအပိပိုင်ထုတ်ပယ်လိုက်ပြန်ပြီလို့နေပြီးတော့စစ်ဘက်သတင်းရှင်းမိကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့မြန်မာနိုင်ငံတော်မှာ KPAR ပေးနေ with money အပါဝင် online payment တွေမှာပါငွေသားထုတ်ယူမှုတွေအတွက်ယာကိုင်းနှုံးနဲ့ပေးနေရပြီ။ ဈေးဆိုင်တွင်တဲ့ဝန်ဆောင်မှုကုမ္ပဏီတွေကလည်းငွေသားပဲလက်ခံတော့တဲ့အပြင်ဒီဂျစ်တယ်ပေးချေမှုတွေကိုလက်မခံတဲ့အခြေအနေတွေဖြစ်နေတယ်လို့ပြည်သူတွေကရန်ကုန်ခေတ်တကိုပြောပါတယ်။လက်ရှိပြည်တွင်းကဆိုင်တချို့ဆိုရင်ကေပေးနဲ့ငွေထုတ်ခြင်းရင်းငွေကျပ်တသိန်းကို9000တောင်းတဲ့ဆိုင်နဲ့1000တောင်းတဲ့ဆိုင်နဲ့ဒါတော့ငွေကိုကိုလိုချင်တဲ့လောက်ထုတ်လို့မရတလို့ကေပေးမှမဟုတ်ပဲတခြားပေးတွေလည်းအဲ့ဒီလိုဖြစ်နေတဲ့အပြင်ဈေးဆိုင်တွေနဲ့ဈေးဝယ်စင်တာတွေမှာလည်းငွေသားပဲလက်ခံပြီး KPAR ပေးတို့အပါဝင် digital ငွေပေးချေမှုတွေကိုတော်တော်များများကလက်မခံကြတော့ဘူးလို့ရန်ကုန်မြို့နယ်ပြည်သူတို့ကပြောထားပါလေအလားတူ wave money နဲ့ဆိုရင်လဲငွေအသွင်းသာလက်ခံတော့ပြီငွေထုတ်လို့မရဖြစ်နေတဲ့အပြင်ငွေသားထုတ်ယူမဲ့ဆိုရင်လဲရာဂိုင်းတော့အများပြပေးနေရတယ်လို့သိရပါလေဒါအပြင်လက်ရှိပုဂ္ဂလိကဘန်တွေမှာကိုငွေသားများများထုတ်ယူခြင်းရင်ရာဂိုင်းတော့ပို့ပေးပြီးထုတ်ရတဲ့စနစ်တွေပါပြန်လဲဖြစ်ပေါ်နေပြီဒီလိုရာဂိုင်းတော့ငွေသားထုတ်ယူနေရတာတွေဟာ အကြပ်ဖက်စကောင်စီရဲ့ပုံလိကဘန်တွေကိုအေးအေးယူဖို့လှုပ်နေတာတွေဘန်တွေကနေငွေသားထုတ်ယူမှုတွေကိုကန့်သက်လိုက်တာတွေကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေဖြစ်တယ်လို့လဲရန်ကုန်မြို့နေပြည်သူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မြန်မာနိုင်ငံကအတန်ဖုန်းစင်ကတ်အသုံးပြုတဲ့သူတွေရဲ့ဖုန်းဘေးတွေကို package မဝယ်ဘဲနဲ့အတန်ကဖြတ်တောက်ခိုးယူနေတယ်လို့အတန်ဖုန်းစင်ကတ်အသုံးပြုနေတဲ့ပြည်သူတွေကရန်ကုန်ခေတ်တကိုပြောပါတယ်လက်ရှိမှာ အဲ့ဒီ Atom Phone Sync အသုံးပြုတဲ့ပြည်သူတွေစီကိုအသုံးပြုသူက package မဝယ်ထားပဲဝယ်ထားတယ်ဆိုတဲ့စာတစောင်းရောက်လာပြီးလာစဉ်တက်တန်းတွုံးဝေဆိုပြီးတော့ Atom ကပေါ်တင်ကြီးကိုဖြတ်တော့ခိုးယူသွားတဲ့အတွက် Atom ကကိုလမ်းမေးတော့လဲဘာမှမဖြေရှင်းပေးဘူးလို့ Atom Phone ကိုအသုံးပြုတဲ့သူတဦးကပြောထားပါတယ်အဲ့ဒီလိုဖြစ်စဉ်မျိုးပဲ Atom Phone Sync အသုံးပြုတဲ့ပြည်သူတော်တော်များများဖြစ်နေကြပြီး အပ်တန်ဆက်သွယ်ရေးကံလီကိုဖုန်းဘေးတွေဖြတ်တောက်ခိုးယူနေတဲ့ကိစ္စတိုင်ကြားမှုတွေတောက်လျှောက်ရောက်ရှိခဲ့ပေမဲ့အပ်တန်ဘက်ကတစုံတရာအေးယူမှုဖြည့်ရှင်းပေးမှုမရှိဘဲလစ်လျူးရှုထားတဲ့သဘောဖြစ်နေတယ်လို့လဲစုံစမ်းသိရှိရပါတယ်။လွန်ခဲ့တဲ့2လလောက်ကတည်းကဒီကိစ္စဟာ CEO အထိရောက်တဲ့အချိန်ဒါမျိုးမလုပ်ရဘူးဆိုပြီးတော့ပြောပြီးမယ်။ဘာမှထိရောက်တဲ့အေးယူမှုမရှိတဲ့အတွက် safe thing ဘက်ကနေ သူတို့တက်ကပြည့်တာနဲ့ bonus ရဖို့အတွက်ဒါမျိုးတွေပြုတ်လုံနေတာဖြစ်တယ်လို့လဲအမီမဖော်လို့တဲ့ဝန်တန်းတဦးကရန်ကုန်ခေတ်တကိုပြောထားပါတယ်အဲ့ဒီ app တဲ့မြန်မာ company ဟာဆန်အသိမ်းပြီးတဲ့နောက်ပိုင်းမှာ M1 group နဲ့ရွှေပြိုင်းဖြူ company ကပိုင်ဆိုင်တာဖြစ်ပြီးအခုလက်ရှိမှာတော့မြန်မာနိုင်ငံက app တဲ့ phone sync ကအသုံးပြုတဲ့သူတွေရဲ့ phone pay တွေကို package မဝယ်ဘဲ app တဲ့ဘက်ကဖြတ်တောက်ခိုးယူတာတွေတောက်လျှောက်ဖြစ်နေတယ်လို့ app တဲ့ phone အသုံးပြုနေတဲ့ပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျတစ်ဖက်မှာတော့ မန္တလေးတိုင်းဝမ်ဒရင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဓာတ်တွေတောက်လျှောက်လုပ်နေပြီးအဖမ်းခံရတဲ့လူငယ်တွေကိုမိထီလာတပ်မှကိုကိုတဲ့တခါတည်းပို့ဆောင်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်မန္တလေးတိုင်းအတွက်ထိုးဖောက်ဝင်ရောက်လာတဲ့မန္တလေး PDN နဲ့တော်လန်ရေးပူပေါင်းတပ်တွေရဲ့ထိုးစစ်တွေအတွင်မှာအကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေတစ်ခုပြီးတစ်ခုသိမ်းပိုက်ခံနေရတဲ့အချိန်မှာပဲတပတ်မှအကြမ်းဖက်စစ်ကောင်စီတပ်ကမန္တလေးတိုင်းဝမ်ဒရင်းမြို့နယ်မှာရှိတဲ့ ရှော်ဘင်ရွာတိရွာဒန်းစိန်ပန်းမင်းစတဲ့ကျေးရွာတွေပါဝင်ကျေးရွာတော်တော်များများကလူငယ်တွေကိုနေအိမ်ဘော်တိတက်ပြီးပေါ်တာဆွဲဖန်းစီဓာတွေလှုပ်နေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။အဲ့ဒီလိုဖန်းစီခံရတဲ့လူငယ်တွေကိုအကြံဖတ်စကောင်းစီတက်ကသူတို့ရဲ့တက်မှကိုကိုတဲကိုတတားတဲ့အဖြစ်တခါတည်းစူဆောင်းလိုက်ပြီးတစ်ဖက်မှာလည်းကျေးရွာတွေကလူငယ်တွေဟာစစ်တပ်ကဝင်ရောက်ဖန်းစီတဲ့အချိန်ထွက်ပြေးကြတဲ့လူငယ်တွေရဲ့မိသားစုတွေကိုလည်းဖန်းစီပြစ်မဲ့လို့စစ်တပ်ကချိန်ချောက်ပြီး အဖမ်းမခံချင်ရင်ဒန်ဂျီအနေနဲ့လူငယ်တဦးအတွက်ငွေကျပ်3သိန်းပေးရမယ်ဆိုပြီးတော့ပါအချမ်းဖတ်စစ်တပ်ကတောင်းရန်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျဒီတစ်ခါမကွေးတိုင်းဘက်မှာတော့တောင်ရင်းကြီးမြို့နယ်မှာအချမ်းဖတ်စစ်တပ်တွေစစ်သားတွေလိုက်လံစူဆောင်းပေးနေတဲ့တီလာရွာအုတ်ချုပ်ရည်မှုညွန်ဝင်းဆိုတဲ့သူပြက်ခတ်ခံရပြီးဤသေးသွားပြန်ပြီလို့မကွေးပြောက်ကြတပ်ဖွဲ့တာဝန်ခံကိုကန်ဂျင်းမောင်ကရန်ကုန်ခေတ်တွေကိုပြောပါလေဆိုလိုက်လား၁၂ရက်နေ့ဖြစ်တဲ့မနေ့ကပဲ တောင်ရင်းကြီးမြို့နယ်မှာအကျန်းဖက်စစ်တပ်အတွက်စစ်သားတပ်တွေလိုက်လံစူးစောင်းပေးနေတဲ့တီလကျေးရွာအုပ်ချုပ်ရေးမှုညို့ဝင့်ဆိုတဲ့သူကိုမြို့ပြပျောက်ကြရဲဘော်တွေကနေကျေးရွာလမ်းပိုင်းတနေရာမှာတနက်နဲ့၅ချက်ပြစ်ခတ်ရှင်းနေရမှာနေရာမှာပဲပွဲချင်းပြီးကိုသေသွားတယ်ဆိုပါလေအဲ့ဒီတီလကျေးရွာအုပ်ချုပ်ရေးမှုညို့ဝင့်ဆိုတဲ့သူဟာ အကြံပစစ်တဲ့နဲ့ပေါင်းပြီးဤစစ်မှုထမ်းမှုလူငယ်တွေကိုအတင်းအကျပ်စစ်သားတဲ့တွေလိုက်လံစူဆောင်းတာတွေငွေကြေးတောင်းရန်တာတွေအပြင်ပြည်သူတွေကိုပါစစ်တပ်အကူနဲ့နှီးမျိုးစုံဖိနှိပ်ချိန်ချောင်နေတဲ့သူဖြစ်ပြီးအခုတော့သေပြီလို့မကွေးပြောက်ကြားတပ်ဖွဲ့တာဝန်ခံကိုကံကြီးမောင်ကပြောထားပါလိမ့်ခင်ဗျာဟုတ်ကဲ့ဒါကရောင်ခေတ်ကနေဒီကနေ့နေ့လေခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ